စင်ကယ်မသားလို့ပြောလိုက်တာနဲ့မိ쇠တို့ရဲ့စိတ်ထဲမှာဘလို့အကြောင်းအရာတွေကိုအရင်ဆုံးတွေးမိသွားတတ်ပါတည်းမြမလူမှုအတိုင်းဝိုင်းထဲမှာဒီဝေါ်ဟာရပေါ်လာတာမကြသေးပေမဲ့အနောက်နိုင်ငံတွေမှာတော့စင်ကယ်မန်ဆိုတာကိုအိမ်နောင်ဘက်အမျိုးသားကတည်ဆုံသွားလို့ဖြစ်စီအိမ်နောင်ကွဲသွားလို့ဖြစ်စီလက်မထက်ရသေးပဲကလေးရလာလို့ဖြစ်စီကိုယ့်ရဲ့သားသမီးတွေကိုတကူတော်ပြုစုပြောထောင်နေတဲ့အမျိုးသမီးတွေအားလုံးကိုစင်ကယ်မန်အဖြစ် သဘောပေါက်လက်ခံပေးထားကြပါတယ်။မြမစကပုံမှာတော့တခုမရှိတဲ့ဖျားအလံမရှိတဲ့ယထာဆိုတဲ့အတိုင်းမောင်တကျိတ်ပင်ရှိလင်ကစားလင်မရှိတဲ့မယားကမတင့်တယ်ဘူးလို့ယူဆထားခဲ့ကြပါတယ်။ဒါပေမဲ့လည်းခေတ်ကာလအပြောင်းအလဲတွေကြောင့်အချို့ဆိုရိုးစကားတွေကို စာအုပ်ထဲမှာသာမှတ်တမ်းအဖြစ်ခြံခဲ့ရမလို့ဖြစ်လာပါတယ်။မိစုံဖဆုံနဲ့နေကြရမှအောင်မြင်သူတွေဖြစ်လာကြတာမဟုတ်ပါဘူး။ဖခင်မရှိပေမဲ့ မိခင်တယောက်တည်းကပဲပြုစုစောင့်ရှောက်ရင်ကဘာကျော်ဖြစ်လာတဲ့ပုံကိုယ်ကြီးညာစွာရှိပါတယ်။အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အကြောင်းအမျိုးမျိုးကြောင့်စင်ငယ်မန်ဘဝကိုခံယူထားကြသူတွေအနေနဲ့စိတ်ပြက်အားငယ်စရာမရှိဘဲဖခင်မရှိလဲကိုယ့်ရဲ့သားသမီးတွေကို အောင်မြင်လာအောင်တကူရဲရက်တည်ရင်ပြုစုပြောထောင်နိုင်တယ်ဆိုတာကိုသိစေချင်လို့ဖြစ်ပါတယ်။ Angelina Jolie ကဘာကျော်ဟောလိဝုဒ်သရုပ်ဆောင်တအူးဖြစ်တဲ့အန်ဂျလီနာဂျိုလီရဲ့မိဘတွေဟာသူမအသက်၃နှစ်အရွယ်မှာပဲကွာရှင်းပြက်စဲခဲ့ကြပါတယ်။ဂျိုလီရဲ့ဖခင်ဂျိုဖိုင်နဲ့မိခင်မာချယ်လင်းပါထရင်တို့ဟာတခက်တခါကနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ခဲ့ကြပါတယ်။ဂျိုလီမှာ James Heaven ဆိုတဲ့အကူတယောက်ရှိပြီးသူတို့နှစ်ယောက်လုံးကြီးပြင်းလာတဲ့အခါမိဘတွေလိုပဲနာမည်ကြီးသရုပ်ဆောင်တွေဖြစ်လာကြပါတယ်။ဂျိုလီဟာ ငယ်စဉ်ကလေးကအမေနဲ့ပါသွားခဲ့ပြီးမိခင်တယောက်တည်းရဲ့အုတ်ထိန်မှုအောင်မှာကြီးပြင်းခဲ့ရပါတယ်။ဂျိုလီရဲ့မိခင်မာချက်လင်းဟာပရိုက်တာလုပ်ငန်းတွေကိုအတက်တရောလှုပ်တက်သူတဦးဖြစ်ပါတယ်။2003ခုနှစ်မှာအာဖဂန်နစ္စတန်ကဒုက္ခသည်အမျိုးသမီးတွေကိုကူညီဖို့အမေရိကန်ဒုက္ခသည်ကယ်ဆယ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNHCR နဲ့ပူးပေါင်းပြီးရန်မုံငွေဖျော်ဖြေပွဲတွေစက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒုက္ခရောက်သူတွေကိုကယ်ဆယ်ရင်ပရိတအလုပ်တွေကိုစောင့်ချလုပ်ရင်းနဲ့ပဲဂျိုလီရဲ့မိခင်မာချယ်လင်းဟာ2009ခုနှစ်ဇန်နဝါရီ28ရက်နေ့မှာတက်အင်ကင်ဆာနဲ့ကွင်လွန်ခဲ့ပါတယ်။မိခင်ရဲ့အုတ်ထိန်မှုအောက်မှာကြီးပြင်းလာခဲ့တဲ့ဂျိုလီဟာတရုတ်ဆောင်အဖြစ်အောင်မြင်ကျော်ကြားလာတဲ့အခါသူ့မိခင်လိုပဲဒုက္ခတွေတွေကိုတက်နိုင်သလောက်လှူဒါန်းမှုတွေဇက်တိုက်ပြုလုပ်နေခဲ့တာယနေ့ထိပါပဲ။ဂျိုလီဟာ သူ့မိခင်မကွယ်လွန်ငယ်2001ခုနှစ်ကလေးက UNHCR နဲ့အတူပူးပေါင်းပြီးဒုက္ခကြုံတွေ့နေရတဲ့နိုင်ငံပေါင်း20ကျော်ကိုတွားရောက်ကာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခဲ့ပါတယ်။2012ခုနှစ်မှာတော့ဂျိုလီဟာ United Nations ရဲ့ဒုက္ခသည်ကယ်ဆယ်ရေးဆိုင်ရာအထူးတန်တမန်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ဂျိုလီဟာစင်ကာပူတယောက်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာကြီးပြင်းခဲ့ပေမဲ့ ထိတ်ဆုံးကအောင်မြင်တဲ့ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာတယ်လို့ကမ္ဘာအရရက်ကဒုက္ခတွေတွေကိုကုညီကယ်ဆယ်ပေးတဲ့နှစ်သမီးတစ်ပါးလိုလည်းဖြစ်လာခဲ့ပါတယ်။ Kanye West နာမည်ကျော် American rapper Kanye West ကလည်းစင်ကမန်ရဲ့အုတ်ထိတ်မှုအောင်မှာကြီးပြင်းလာခဲ့ရသူပါ။သူ့အသက်၃နှစ်အရွယ်မှာမိဘနှစ်ပါးကလမ်းခွဲခဲ့ကြပြီး Kanye West ကတော့မိခင်ဖြစ်တဲ့ Tunda West နဲ့လိုက်ပါသွားခဲ့ပါတယ်။ ဒွန်ဒါဝက်စ်ဟာတက္ကသိုလ်ကအင်္ဂလိပ်စာပါမောက္ခတစ်ယောက်ဖြစ်တာကြောင့်တာဝန်ကြားတဲ့နေရာတွေကိုပြောင်းရွှေ့ခဲ့ရတဲ့အတွက်ကယ်ရီဝက်စ်ဟာငယ်စဉ်ကတည်းကမိခင်နဲ့အတူဒေသအစုံမှနေထိုင်ခဲ့ရပါတယ်။ be known by many for my rap and ability but what about the brothers who ain't got it like me making money off the trade Gary was at that scene မှာ Megan Daughter West ကတရုတ်နိုင်ငံနန်ကျင်းမြို့မှာရှိတဲ့နန်ကျင်းတက္ကသိုလ်မှာ အင်္ဂလိပ်စာသင်ကြားဖို့တာဝန်ပေးအပ်ခံရတာကြောင့်တရုတ်ပြည်ကို လိုက်ပါပြောင်းရွှေ့နေထိုင်ခဲ့ရပူပါတယ်။သူဟာတရုတ်ပြည်မှာတဦးရီသောလူမဲចောင်းသားအဖြစ်နဲ့ចောင်းတက်ခဲ့ရပြီးတရုတ်စာနဲ့ဘာသာစကားကို အချိန်တိုအတွင်းမှာပဲလေ့လာသင်ယူနိုင်ခဲ့ပါတယ်။မိခင်ရဲ့လမ်းညွှန်သင်ကြားမှုတွေကြောင့်တရုတ်ပြည်မှာចောင်းတက်နေတဲ့တခြားလုံး Grade A နဲ့ B အဆင့်မှာအမြဲရှိနေခဲ့ပါတယ်။သူအသက်9နှစ်အရွယ်ကလေးက စာတွေကြပြာတွေစတင်ရေးသားနေပါပြီ။ဒါကိုသတိထားမိတဲ့မိခင်ကကယ်ရီဝက်စ်ကိုအမှုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အလေးထားပြီးလေ့လာစေခဲ့ပါတယ်။ကယ်ရီဝက်စ်ဟာအမှုပညာဘက်မှဆိုရင်ပကြီနဲ့ဂီတကို ပိုပြီးစိတ်အားထက်သန်တာကို သူ့အမေကရိတ်စားမိခဲ့ပါတယ်။ကယ်ရီဝက်စ်အသက်73နှစ်မှာတော့သူကိုယ်တိုင်ရေးတဲ့ Green S and Ham တခြင်းကို ပထမဆုံးရောင်းချနိုင်ခဲ့ပါတယ်။မိခင်ကလည်း သူ့ရဲ့ဝါသနာကိုပံ့ပိုးတဲ့အနေနဲ့စရိတ်သက်သာတဲ့မြေအောက်ခန်းလေးတစ်ခန်းကိုစတူဒီယိုလုပ်ဖို့ငှားပေးခဲ့ပါတယ်။ကယ်ရီဝက်စ်ဟာခက်ဆိုးဆိုးခမမ့်မိုက်ပုံစံမျိုးနဲ့နေထိုင်တတ်ပေမဲ့တစ်ဖက်မှာတော့မိခင်ရဲ့တွင်တင်ပြသမှုတွေကြောင့်စံပြចောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။1969年မှာအထက်တန်းအောင်မြင်ပြီးချီကာဂိုတက္ကသိုလ်တက်ဖို့ပညာသင်ဆုရခဲ့ပါတယ်။ဒါပေမဲ့ဂီတကိုမမမော်မော်ယူသွနေတဲ့ခိုင်ရီဝက်စ်ဟာ သူ့အသက်20မှာပဲကောလိပ်ကျောင်းရန်နာပြီးဂီတအလုပ်တွေကိုပဲအာရုံစိုက်ခဲ့ပါတယ်။မိခင်ဟာတက္ကသိုလ်ဆရာမတအူးဖြစ်တဲ့အလျောက်ကျောင်းဆက်မတတ်တော့တဲ့သူ့ကိုအကြီးအကျယ်စိတ်ဆိုးခဲ့ပါတယ်။ကယ်ရီဝက်ဟာခံယူချက်ကတော့ဘဝမှာတတရရဖြစ်ဖို့ကောလိပ်ကျောင်းအောင်လက်မှတ်လိုချင်လိုပါလိမ့်မယ်။ဒါပေမဲ့တချို့အလုပ်တွေအတွက်ကောလိပ်ကျောင်းအောင်လက်မှတ်မလိုပါဘူးဆိုတာပါပဲ။သူကောလိပ်ကျောင်းထွက်ပြီးနောက်ပိုင်းမှာ ထွက်ခဲ့တဲ့ college dropout album ဟာထင်ထားတာထက်ပိုပြီးပေါက်သွားခဲ့ပါတယ်။ Kanye West ဟာအခုဆိုရင် Hollywood မှာအအောင်မြင်ဆုံး music producer တစ်ယောက်အဖြစ်ရပ်တည်နေပါတယ်။သူအခုလိုအောင်မြင်နေတာဟာဝါသနာကိုအရင်ခံပြီးစူးစမ်းခဲ့တာကြောင့်ဖြစ်ပေမဲ့သူ့ရဲ့ဝါသနာနဲ့ကျွမ်းကျင်မှုကိုငငယ်တဲကတိအောင်ပံ့ပိုးပေးခဲ့တဲ့မိခင်တွန်တာဝက်ရဲ့ပြုစုပျိုးထောင်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ Selena Gomez ကဘာကျော်ပေါ့ဆိုတော့မာလီဆာလီနာဂိုမက်စ်ရဲ့မိခင်မန်ဒီတီဖီဟာစင်ဂယ်မာသားတစ်ယောက်ဖြစ်ပါတယ်။သူအသက်16နှစ်အရွယ်မှာလက်မထက်ရသေးဘဲဆာလီနာဂိုမက်စ်ကိုကိုဝင်ဆောင်ခဲ့ရတာဖြစ်ပါတယ်။စင်ဂယ်မန်ဖြစ်တဲ့မိခင်နဲ့အတူနှစ်ယောက်တည်းဖြတ်တန်းခဲ့ရတဲ့ဆာလီနာရဲ့ငယ်ဘဝဟာခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ဆာလီနာကြောင်းစားတတ်တဲ့အရွယ်မှာသူများတွေမိစုံဖဆောင်ရှိတာကိုမြင်သွားပြီးသူ့မှာတော့အမေတယောက်တည်းရှိတဲ့အတွက် စိတ်အားငယ်တာမျိုးတွေဖြစ်ဘူးတယ်လို့အင်တာဗျူးတစ်ခုမှာပြောပြဖို့ပါတယ်။အသက်16နှစ်ဆိုတဲ့အရွယ်ဟာမန်ဒီအတွက်ဆယ်ကျော်သက်ဘဝပျော်ပါလို့ကောင်းနေတဲ့အချိန်ဖြစ်ပေမဲ့တမီလေးဆယ်လီနာကိုမွေးဖွားပြီးမိခင်တယောက်ရဲ့တာဝန်ကိုအပြစ်အဝပေးဆက်ခဲ့ပါတယ်။ဆယ်လီနာကြောင်းကောင်းကောင်းတက်နိုင်မှုအလုတ်သုံးခုတပြိုင်တည်းလုပ်ခဲ့ပါတယ်။မိခင်အလုတ်သွားတဲ့အချိန်မှာဆယ်လီနာကအပိုးအဖွားတွေနဲ့အတူနေခဲ့ရပါတယ်။ဆယ်လီနာဟာ မူလာရန်ကြောင်းတက်တဲ့အချိန်ကစပြီးအမှုပညာနဲ့ပတ်သက်တဲ့အလုပ်တွေကိုစတင်စိတ်ဝင်စားလာခဲ့ပြီးအသက်9နှစ်အရွယ်မှာပဲ Barney San Franks TV series အတွက်တရုတ်ဆောင်ရွေးပွဲဝင်ခဲ့ရာရွေးချယ်ခြင်းခံခဲ့ရပါတယ်မိခင်ဖြစ်တဲ့မန်တီဟာဆယ်လီနာကလေးဘဝကလေးက ဖြစ်ချင်တာတွေတခုမကြံပံ့ပိုးပေးခဲ့ပါတယ်။ဆလီနာဟာအခုဆိုရင်အောင်မြင်တဲ့ပေါ့ဂီတာအဆိုရှင်အောင်မြင်ကြော်ကြားတဲ့အာကစားပစ္စည်းကြော်ညာမော်ရယ်တယောက်အဖြစ်ထိတ်ဆုံးမှရပ်တည်နေပါတယ်။ဒါတွေအားလုံးကတော့ single မသားဘဝနဲ့သူမကိုငယ်စဉ်ကတည်းကနီးလန်းမှန်မှန်နဲ့ပြုစုဆောင်ရှောက်ပေးခဲ့တဲ့မိခင်ဖြစ်သူမန်တီရဲ့ကျေးဇူးတွေကြောင့်ပဲဖြစ်ပါတယ်။ Justin Bieber အသက်ငငယ်လေးနဲ့ကဘာကျော်ပေါ့အဆိုတော်ဖြစ်လာခဲ့တဲ့ Justin Bieber ကို1994ခုနှစ် March 1ရက်နေ့ကလန်ဒန်မြို့မှာရှိတဲ့ Saint Joseph's ဆေးရုံမှာဖခင်အမိခံမဲ့သူမရှိဘဲအသက်16နှစ်အရွယ် Party Mallet ဆိုတဲ့အမျိုးသမီးကမွေးဖွားခဲ့ပါတယ်။ဝင်ငွေနဲ့ပြီးစင်းရဲလုံးတဲ့ပတ်တီဟာ Justin Bieber ကိုမွေးပြီးနောက်သူ့အမိနဲ့ပထွေးတို့ရဲ့နေအိမ်မှာတားအမိနှစ်ယောက်ကပ်နေခဲ့ရပါတယ်။ပြင်သစ်သွင်းတော့တဲ့ပတ်တီဟာ ဂျက်စတင်ကိုငငယ်ကလေးကဖခင်เจ้าမှပြင်သစ်ဘာသာစကားသင်ကြားစေခဲ့ပါတယ်ဂျက်စတင်ဘီဘာရဲ့လို့အောင်မြင်ကြော်ကြားလာမဲ့လမ်းကြောင်းအဆကိုသူ့မိခင်ပတ်တီကိုရိုင်းဖောက်ပေးခဲ့တာဖြစ်ပါတယ်ဂျက်စတင်အသက်၁၂နှစ်အရွယ်မှာစတန်ဖို့ဒ်မှာပြုလုပ်တဲ့တချင်းဆူပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ရင်းဒုတိယဆုရခဲ့ပါတယ်ပတ်တီကဆွေမျိုးရင်းနဲ့မိသားစုဝင်နေဂျက်စတင်တချင်းဆူရာကိုကြည့်ရှုနိုင်မှု YouTube မှာတင်ပေးလိုက်ရတာကနေ ကြည့်ရှုသူတန်းနဲ့ချီရှိလာပြီးဂျက်စတင်ကိုလူတွေအားလုံးစိတ်ဝင်စားလာကြပါတော့တယ်။နောက်ပိုင်းမှာလဲပတ်တီကရှူကျူးကနေဂျက်စတင်ရဲ့ cover song video လေးတွေကိုဇက်တိုက်တင်ပေးရက တစတစလူတီများလာပြီး Hollywood က producer တွေသတိထားမိခဲ့တဲ့အထိနာမည်ကြီးလာခဲ့ပါတယ်။ Bible Cup တချင်း producer တွေဖြစ်ကြတဲ့ Scooter Bro နဲ့ Asha တို့ကအမေရိကမှာအဆိုတော်လုပ်ဖို့ Justin Bieber ကို စာချုပ်ချုပ်ပြီး အမေရိကကိုခေါ်လာခဲ့ပါတယ်။မိခင်ဖြစ်တဲ့ Buddy ကလည်းတားနဲ့အတူအမေရိကကိုပြောင်းရွှေ့လာခဲ့ပါတယ်။ Buddy ဟာ Justin Bieber ရဲ့ပထမဆုံးပွဲဦးတွက်ကလေးကမန်နေဂျာအဖြစ်အလုပ်အချိန်စရာ အလုပ်လက်ခံတာက အစစီမံပေးခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ သားအမိဆိုတာထက်တငယ်ချင်းပေါင်းပေါင်းနေဆိုရင်ပုံမှန်ပါလိမ့်မယ်။ပတ္တိယစီမံခန့်ခွဲမှုလမ်းညွန်တက်မှုတို့ကြောင့် Justin ကပကြော့အဆူတော်တယောက်ဖြစ်လာတဲ့အခြေအနေကိုရောက်ရှိလာရတာပါပဲ။ Justin Bieber ဟာစင်ကယ်မားသားတယောက်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာကြီးပြင်းခဲ့ရပေမဲ့အောင်မြင်တဲ့ pop အဆူတော်တဦးဖြစ်လာတဲ့အပြင် Drew အမတ်တစိမ့်နဲ့ fashion ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးအဖြစ်ရပ်တည်နေပါတယ်။ Louis Vuitton မြန်မာပြည်သက်တွေဂူဂူလို့တီးကြတဲ့တရုတ်မင်းသမီးလေးလူရီဖေးရဲ့မိဘတွေဟာသူမဆန်နှစ်အရွယ်မှာပဲနှစ်ဦးသဘောတူကွာရှင်းပြက်စဲခဲ့ကြပါတယ်။ရှီဖေးဟာ မိခင်ဘက်ကိုပါသွားခဲ့ပြီးမျိုးရိုးနာမည်ကိုတောင်အမေဘက်ကနာမည်လူအဖြစ်ပြောင်းလဲခဲ့ရပါတယ်။လူရီဖေးရဲ့မိခင်လူရှောင်းလီဟာလည်းနာမည်ကျော်ပြဆက်မင်းသမီးတစ်ယောက်ပါ။ လူရှောင်းလီဟာအိမ်နောင်ကွဲခဲ့ပြီးနောက်သမီးဖြစ်တဲ့လူရီဖေးကိုခေါ်ကာအမေရိကန်နိုင်ငံနယူးယောက်မြို့ကိုကြောင်းရွှေ့နေထိုင်ခဲ့ပြီးနိုင်ငံသားအဖြစ်ပါခံယူလိုက်ကြပါတယ်။လူရီဖေးဟာနယူးယောက်မြို့မှာအလဲရန်ကျောင်းတက်ရောက်ခဲ့ပြီးအဆိုအကစန်းနရတီအစရှိတဲ့ပညာရပ်တွေကိုတပြိုင်တည်းသင်ကြားခဲ့ပါတယ်။စီကံတင်ကျပ်တဲ့မိခင်ကြောင့်ရီဖေးရဲ့ငယ်ဘဝတွေကအခြားကလေးတွေလို သိပ်ပျော်စရာမကောင်းခဲ့ပါဘူး။ ဒါပေမဲ့လည်းဒီလိုထိန်းချောင်းပဲ့ပြင်မှုတွေကြောင့်တစ်ချိန်မှာနာမည်ကြီးမင်းသမီးတဦးဖြစ်လာခဲ့ရပါတယ်။အသက်15နှစ်အရွယ်မှာမိခင်ရဲ့သဘောအတိုင်းတရုတ်နိုင်ငံဘေကျင်းမြို့ကိုပြန်လာခဲ့ပြီးဘေကျင်း Flint Academy မှာတိုင်းပညာနဲ့တရုတ်ဆောင်ပညာကိုဆက်လက်သင်ယူခဲ့ပါတယ်။အဲဒီနောက်မှာတော့တရုတ်တိုင်းဇလန်းတွေဖြစ်တဲ့သိငတ်သူရဲကောင်းရဲ့အတ္တိကဆက်ဆောင်နေရာကတရုတ်ဆောင်ဖို့ရွေးချယ်ခံခဲ့ရပါတယ်။ဒီဇလန်းတွဲကနေတဆင့် ပြည်သက်တွေကြမှာနာမည်ရလာတဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။2008ခုနှစ်မှာတော့ကမ္ဘာကျော်အရှင်မင်းသားကြီးတွေဖြစ်ကြတဲ့ဂျက်လီနဲ့ဂျက်ကီချန်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Forbidden Kingdom ရုပ်ရှင်ကားကြီးမှာ Golden Sparrow အဖြစ်ပါဝင်သရုပ်ဆောင်ဖို့ရွေးချယ်ခံခဲ့ရပါတယ်။ Disney ကရိုက်ကူးတင်ဆက်မဲ့မူလန်းရုပ်ရှင်ကားကြီးမှာလည်းပါဝင်သရုပ်ဆောင်ဖို့ရွေးချယ်ခံထားရတဲ့ EV ဟာ ဟောလိဝုဒ်အထိအောင်မြင်ကျော်ကြားတဲ့တရုတ်နိုင်ငံမှာအမေရိကန်မင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နိုင်ပြီပဲဖြစ်ပြီးဒါရီအားလုံးကတော့ single mother အဖြစ်ရပ်တည်ခဲ့တဲ့မိခင်ဖြစ်သူရဲ့လမ်းညွန်ပြသမှုတွေပဲဖြစ်ပါတယ်။ Kim Soo Hyun တောင်ကိုရီးယားရဲ့ကြီးအကြီးဆုံးထိပ်တန်းမင်းသား Kim Soo Hyun ကလည်းအိမ်အောင်ကွဲသွားတဲ့မိဘတွေကြားမှာအမေနဲ့အတူလိုက်ပါကြည်ပြင်းရင်ထိတ်ဆုံးနှန်းကိုရောက်ရှိလာတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ငယ်စဉ်ကလေးကနှုတ်နေပြီး အတီအစက်နေတတ်တဲ့ကင်ဆူဟုံးကို မိခင်ကအားမလို့အမရဖြစ်ခဲ့ပါတယ်။နှုံနှဲလုံးနဲ့တားဖြစ်သူကိုတွတ်လက်လက်ဖြစ်လာအောင်ရည်ရွယ်ချက်နဲ့တရုတ်ဆောင်တင်နန်းကိုတက်ခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးကင်ဆူဟုံးတယောက်တရုတ်ဆောင်အလုပ်ကိုဝါသနာပါသွားခဲ့ပါတယ်။အထက်တန်းအောင်ပြီးနောက်ချောင်းအန်းတက္ကသိုလ်မှာရုပ်ရှင်ပညာရပ်ကိုဆက်လက်သင်ယူဝင်ရခဲ့ပါတယ်။တက္ကသိုလ်တက်နေရင်မှပင် ဇလန်းတွဲတွေနဲ့ TV show တွေမှာအရင်တရုတ်ဆောင်အနေနဲ့ပါဝင်ခဲ့ပါတယ်။တရုတ်ဆောင်အလုပ်ကို2008ခုနှစ်ကလေးကလုပ်နေခဲ့ပေမဲ့သူ့ကိုဘသူမှသတိမထားမိခဲ့ကြပါဘူး။2017မှာထွက်ခဲ့တဲ့ Dream Hype ဇလန်းတွဲကြမှာပရိသတ်တွေသူ့ကိုစပြီးတော့သတိထားမိလာကြပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဇလန်းတွဲတွေနဲ့အတူပုံမအောင်မြင်လာပြီးတောင်ကိုရီးယားရဲ့နံပါတ်1ကြီးအကြီးဆုံးမင်းသားတစ်လက်ဖြစ်လာပါတော့တယ်။ ကင်ဆူဟွန်ရဲ့အမှုပညာကြီးဟာဇလန်းတွဲတွဲကို အမေရိကန်ဒေါ်လာ1.2ဘီလီယံဖြစ်ပါတယ်။သူအခုလိုအောင်မြင်လာရတာဟာသူ့အမေကြောင့်ဖြစ်တယ်လို့အင်တာဗျူးတစ်ခုမှာပြောပြပူပါတယ်။အကယ်၍သူ့အမေကသာသူ့ကိုတရုတ်ဆောင်တင်တယ်မပိုးခဲ့ဘူးဆိုရင်သူ့အခုလိုအောင်မြင်လာစရာအကြောင်းမရှိဘူးလို့ဆိုပါတယ်။မိခင်တယောက်တည်းကပြုစုပြောထောင်ခဲ့ပြီးအောင်မြင်လာတဲ့ပုံကိုယ်တွေထဲမှာကင်ဆူဟွန်လဲတယောက်အပါဝင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ single mother ဖြစ်တော်ညာလဲတာသမီတွေကို ထိတ်တန့်ရအောင်ကျူးစုပြိုးထောင်မှုအခွင့်အရေးရှိနေပါသေးတယ်ဆိုတဲ့အကြောင်းကိုပိုပိုလေး TV ကနေတင်ဆက်ပေးလိုက်ပါရစေ။